တနအီရွေပြည့်နေတဲ့ကျောက်ဆယ်မြို့ကကျောက်တက်တာကြီးရဲ့နေဝင်ချိန်မြန်မာနိုင်ငံမှာနှစ်ပေါင်း186နှစ်အတွင်းအစိုးရဆုံးဖြစ်တဲ့ငလျင်ဘေးကိုမလ28ရက်နေ့မှာခြုံတွေ့ခဲ့ကြပါတယ်ငလျင်ဘေးကြောင့်မြို့ကြီးဆယ်မြို့ထပ်မင်းမှာပြိုကျပျက်စီးမှုတွေများပြားခဲ့ပြီးပြည်သူထောင်ရှိသေဆုံးခဲ့ရပါတယ်ငလျင်လောက်ခတ်မှုအတွင်းမှာရှင်းအောင်သမိုင်းဝင်ဘာသာရေးအဆောက်အဦတွေအများပြားပျက်စီးခဲ့ရတယ်လို့ပျက်စီးတော့မဲ့ဘေးရင်ဆိုင်နေရတဲ့အဆောက်အဦတွေလည်းများစွာရှိနေပါတယ် ီလိုအခြေအနေတွေနဲ့မန္တလေးတိုင်းကျောက်ဆယ်မြို့ရွှေသားလျောင်းတောင်ပေါ်မှာရှိတဲ့ကျောက်တက်သားကြီးလည်းအပါအဝင်ပါပဲ။ငလေးရင်မေးကြောင့်ကျောက်တက်သားလို့ခေါ်တဲ့ကျောက်တုံးကြီးဟာတောင်ဆောင်အထက်ကိုပို၍လျားသွားခဲ့ပြီးဒိန်းဆောင်မှုတွေဖြစ်ပေါ်ကတောင်ပေါ်ကနေကျောက်ဆင်းနောက်မဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။ကျွမ်းကျင်ပညာရှင်တွေရဲ့တွေ့ချက်မှုအရာကျောက်တက်သားလို့ခေါ်တဲ့ကျောက်တုံးကြီးဟာရွှေသားလျောင်းတောင်ပေါ်ကနေကျောက်ဆယ်မြို့ထဲကိုပြုတ်ကျသွားနိုင်တဲ့အန်ဒီယမှာရှိနေပါတယ်။ ကျောင်းတက်တာကြီးပြုတ်ကြပါကစူကြီးရက်ကွာအရှိမဲ့ရွှေသားလျံတောင်ကြီးထီအနောက်ဖက်မင်းကဲမြောင်တောင်ဘက်မြို့မစင်းနဲ့မြောက်ဖက်လေးမျက်နှာဖျားလန်းထီထိခိုက်မှုတွေပြင်းထန်မယ်လို့ကျွမ်းကျင်ပညာရှင်တွေကဆိုပါတယ်ပြည်သူတွေအနေနဲ့ကင်းရှင်းမှုနဲ့မြို့ထမှန်ပြီးမပြည့်စုံဖို့အတွက်ကကျောင်းတက်တာကြီးကိုမပြုတ်ကြခင်ဖောက်ခွဲဖြစ်စီဖို့တာတန်နိုင်မှာတော့တယ်ဒေသတာဝန်ယူထားသူတွေက ကျောက်ဆက်မျိုးကအန္တရာယ်တက်ရောက်နိုင်ခြင်းရှိနေတဲ့နေရာဒေသကပြည်သူတွေကို AB 9ရင်းနဲ့နောက်ဆုံးထားပြီးပြောင်းရွှေ့ခိုင်းထားပါတယ်။မြန်မာဖျားလန်အရှိဘနေနမိတ်ရွှေတာလျောင်းတောင်ကြီးတောင်ဘက်နေနမိတ်ဇေလန်အနောက်ဘက်နေနမိတ်ဘီရင်မြောင်တွင်းရှိအိမ်တောင်စုဒေသခံပြည်သူများအနေဖြင့်ယခုအချိန်မှစ၍အန္တရာယ်ဇုံတက်မှတ်နေနမိတ်အတွင်းမှ အမြန်ဆုံးပြောင်းရွှေ့ထွက်ခွာပေးပါရန်နှိုးဆော်အသိပေးအပ်ပါသည်။ ရှစ်သားလျောင်းတောင်ပေါ်မှာရှိတဲ့ကြောက်တတကြီးနဲ့ပတ်သက်ပြီးမြို့ရဲ့တမိုင်းမှာဒဏ္ဍာရီလာပြောကြားချက်တွေအများကြီးရှိခဲ့ပါတယ်။ကြောက်တတကြီးအတွင်မှာနောင်ကွင်းတော်မုံမဲ့ဖျားရှင်လက်ထက်မှာတရဏာပြုဖို့အဆောင်ရှောက်တွေကရွှေငွေကြောက်တံပရများတွေကိုထည့်သွင်းသိမ်းဆဲထားတယ်လို့ဆိုပါတယ်။ဟိုးရှင်ခင်ကကြောက်စဲနေသားတွေဟာပွဲလင်းသဘင်တွေ ရှိတဲ့အချိန်မှာ ကျောင်းတက်တာတွေကရွှေငွေတွေကိုအဆောင်ရှောက်တွေစီကငားရံဝစ်စင်ပြီးပွဲလန်းသပင်ပြီးဆုံးသွားပါကပြန်လဲအနံ့ရတယ်လို့ဆိုပါတယ်။နှွားကြောင်သားလေးတဦးဟာလည်းကျောင်းတက်တာကြီးအနီမှာနှွားကြောင်နေချိန်ကျောင်းတက်တာတွေကရွှေတွေကို တွေးရှိပြီးလောဘတကြီးတည်ယူမိတာကြောင့်ကျောင်းတက်တာကြီးအလိုလိုပိတ်သွားခဲ့ပြီးနှွားကြောင်သားလေးရဲ့လက်တစ်ဖက်လည်းကျောင်းတက်တာကြီးထဲမှာပြတ်ကျန်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ဒီကျောင်းတက်တာကြီးဟာကင်တန်းဆယ်ရီ မင်းဝံတောင်ရွေရောက်မှမင်းဝံတောင်ထိပ်မှရှိတဲ့တောင်နဲ့ပြန်ခွဲမှပွင့်မယ်ဆိုတဲ့တပောင်စကားတွေကလည်းရှိနေပါဗျ။နိုင်ငံကျော်စာရေးဆရာကြီးမြင့်သိမ်ခါရဲ့နမဲကျော်ဝိတုတပုတ်ဖြစ်တဲ့မနုဆာရီဝိတုဟာလည်းဒဏ္ဍာရီကကြောက်တဲ့တာကိုလူတွေပုံမို့သိစေခဲ့ပါဗျ။ဆရာမြင့်သိမ်ခါရဲ့ဝိတုထဲမှာတော့အဲ့ဒီကြောက်တဲ့တာကြီးထဲမှာမနုဆာရီမင်းသမီးရဲ့လက်တစ်ဖက်ရှိတယ်လို့ဆိုထားပါဗျ။ကျောက်ဆယ်မြို့မှာ နှစ်ဆင့်သတင်းကြွလာစံ14ရက်မှာပြုလုပ်တဲ့ဆင်လူပွဲနဲ့ရိုးရဆင်အကပြိုင်ပွဲပြီးမှဆင်ရုပ်တွေကိုရွှေသားလျောင်းတောင်တော်ကိုစက္ကလူရန်ပြီးနောက်တောင်အုပ်ကိုဆင်ရုပ်တွေပြစ်ချပြီးလှူဒန်းလေးရှိပါတယ်။ဒီတစ်ခါတောင်အုပ်ကိုပြစ်ချရမှာကတော့ရွှေသားလျောင်းတောင်မော်ကဒဏ္ဍာရီလာကြောက်တတားကြီးဖြစ်နေပါပြီ။ကြောက်တတားကြီးကိုဘယ်နေ့မှမိုင်းခွဲပြီးဖယ်ရှားမလဲဆိုတာအတိအကျမသိရသေးပေမယ့်ဒေသတာဝန်ယူထားသူတချို့နဲ့ဆရာတော်တွေဟာ ဘေးအန္တရာယ်ကင်းရှင်းဖို့အစီအမံတွေလှုပ်ဆောင်နေကြပါတယ်။ဒဏ္ဍာရီတွေ၊ယုံနယ်စကားတွေ၊တပေါင်းတွေပြည့်စင်နေတဲ့ကြောက်တတရုံဖောက်ခွဲပြီးချိန်မှာဒဏ္ဍာရီတွေတဲကလို့ကြောက်တန့်ဗရမများတွေနဲ့နွားចောင်းသားလေးရဲ့လက်ကိုပဲတွေ့ရမလား။ဆရာမြင့်သိန်းခဝတ်ထုတွေက မနုဆာရီရဲ့လက်တစ်ဖက်ပဲတွေ့ရမလားဆိုတာမဖြစ်နိုင်ပေမဲ့ကြောက်တတကြီးကတော့၆၀မျိုးကနေပြောက်ွယ်သွားတော့မှာပဲဖြစ်ပါရဲ့ရှင်။